မင်္ဂလာပါရှင်တားတော်မတထားမွန် channel ကြိုဆိုပါတယ်ရှင်ဒီနေ့မှာဆိုရင်ကျမပေါ့နော်တင်တဲ့တို့ကြလက်ရှိ energy ကဘယ်လိုမျိုးရှိလဲတင်တဲ့တို့နဲ့ပါတယ်ဆက်ဖြစ်လာဖို့ရှိရအရာတော့ကြည့်ပေးမယ်ဒီနေ့လူတွေနေ့က college တွေနေ့ဖြစ်ပါတယ်နော်အဲ့တော့သူ့ energy တင်တဲ့အချိန်ကျမဆက်ပေးမယ်နော်အဲ့တော့ကျမအရင်ကသူ့ energy ကြည့်ပေးမယ်ဒီနေ့လူတွေနေ့ကကျမတို့နေ့ဖြစ်ပါတယ်နော် channel တွေနေ့ college တွေနေ့ဖြစ်ပါတယ်နော်အဲ့တော့ time ဆူနေလည်းဖြစ်ပါတယ်အဲ့တော့ဒီ video ကြည့်ရချင်ကြလို့စပြီးအကျိုးဝင်ပါတယ်နော်အဲ့တော့သူနဲ့ကိုနေကြကအဲ မရှိ energy ကဘလို့အခြေအနေမျိုးရှိလဲဘာတွေဆက်ဖြစ်လာလို့ရှိရဲဆိုတာကိုကျွန်မကြည့်ပါမယ်နော်အကောလတလီရဲ့လက်ရှိ energy ကြည့်ပါနော် ော့ collateral energy ဖြစ်ပါတယ်လက်ရှိဒီလိုရှိနေတဲ့ collateral energy ဖြစ်ပါတယ် collateral energy ဖြစ်ပါတယ်အော်လေကောလက်တလေးရစုံရောင်းနဲ့ပတ်သက်ပြီးမှလေပြမဆိုလိုက်ပြီးတော့မှလေကိုကလိုက်ပြီးတော့မှစူးစမ်းပြီးတော့မှဟိုဇုံတောင်းနဲ့ပတ်သက်ပြီးတန်ရာရှိရဲအော်သူနဲ့ပတ်သက်ပြီးတော့မှကိုကလိုက်ပြီးတော့မှဟိုဘော့လိုက်ကြည့်နေရသူကတိုင်းလိုက်မှဖြစ်ဖြစ်သူ့ရဲ့ information သူနဲ့ပတ်သက်တဲ့အချက်လက်တွေသူ့ပေါ်ကိုယုံကြည်မှုကအရင်အပြည့်အဝမရှိသေးဘူး သူ့ကိုတိတ်ဟိုဘောမြုံကြီးယုံကြည်တဲ့အနေထားမျိုးသူ့ကိုလိုက်ပြီးတော့ထောင်လန်းနေရဆိုအနေထားမျိုးအဲ့တော့သူ့ရဲ့ Facebook မှာဆိုကောသူ့ရဲ့ mind day တွေဝင်ကြည့်တာမျိုး timeline တွေဝင်ကြည့်တာမျိုးအဲ့အဲ့လိုမျိုးလေးတွေ quality လေးလက်ရှိအနေထားမှာလေးလိုက်ပြီးတော့သူ့နဲ့ပတ်သက်တဲ့အရာတွေကိုလိုက်ပြီးတော့ဆက်စုပ်နေရထောင်လန်းနေရဆိုအနေထားပေါ့နော် information ပြရဆိုအနေထားတွေ့ရတယ်နောက်တစ်ခါဖတ်ပြလိုက်မယ်နော် quality energy အပြုံးမဲ့ဆိုကောလာတလေတစ်ဖက်သူကိုတအားချစ်တယ်နော်အဲ့တော့ကိုနဲ့သူနဲ့သူနဲ့ကိုဘယ်လိုပဲသူလက်ဆွေတွေးရတယ်ဆိုတော့ခါမှာဆိုရင်ပေါ့နော်သူနဲ့ကိုရေရှည်လောင်းတန်းတွားချင်တယ်ဆိုအနေထားမှာဆိုရင်သူကိုပေါ့မျိုးမျိုးမျိုးမသားလုံးမယ်ဆိုရင်လုံးမှာဆိုတဲ့အနေထားမှာဆိုရင်ကိုက သူ့အကြောင်းတွေလိုက်ပြီးတော့ထောင်လန်းနေဆိုတဲ့အနေထားမျိုးဖြစ်တယ်ကိုကသူတစ်ဖက်သူအားချစ်တယ်သူ proposal လက်စုခရီးဆိုတော့တွေ့ရခါမှဆိုရင်လည်းတစ်ဖက်သူနဲ့ကိုနဲ့ကြမှာဟိုပေါ့တစ်ဖက်သူနဲ့ကိုနဲ့ကြမှာဈာလူဝင်ဝင်မှာစိုးရင်လည်းဒီအနေထားအတွက်ကိုကလိုက်ပြီးတော့လိုက်ပြီးတော့ကြည့်နေရတယ်ဆိုကိုကိုအနေနဲ့လည်းနည်းနည်းပေါ်လက်တလေးမှာလည်းစိတ်ပင်မဲ့လူပဲရှိရဆိုတဲ့အနေထားပေါ့နော်စိတ်ပင်မဲ့မှုရှိရဆိုတဲ့အနေထားမျိုးတွေ့ရတယ်ပေါ့နော် ာပြောမယ်ဆိုလို့ရှိရင် quality လေးတွေကလေဟိုတစ်ဖက်လုံးနဲ့ပတ်သက်တဲ့အရာမှတ်သားကိုသိချင်နေရဆိုအနေထားမျိုးပေါ့တွေ့နေရတယ်အဲ့ဒီလိုလက်စုပ်လေးအနေထားမှာလည်း quality လေးတစ်ဖက်ဆိုသူကိုယ်ကတတ်မိုးထားတယ်တတ်မိုးထားတယ်နောက်ထပ်တစ်ဖက်သွားချင်တယ်ဆိုတဲ့အနေထားပေါ့နော်အဲ့လိုအနေထားမျိုးတွေ့ရတယ်နော်ဟောကျွန်မကတစ်ဖက်လူရဲ့ energy မယ်နော်အဲ့တော့ quality လေးတစ်ဖက်လူရဲ့ energy သိချင်ပါတယ်โอ้ตะพัดตัวเอเนอร์จี ထပ်သူရဲ့ energy ရဲ့ဒီမှာ free ရော free ရော runs ပေါ့နော်ခွေးသုံးကောင်းနဲ့အဲ့တော့ကြည့်ရတစ်ဖက်သူနည်းနည်းလေးသူလေးတစ်ခါလေးများတဲ့အနေအထားမျိုးတွေ့ရတယ်ဖတ်တူကလည်းတဖတ်တူကလည်းအရင်ကြီးကိုပေါ့အရင်ကြီးဟောခဲလို့ဟိုကအပေါင်းသင်းအပေါင်းသင်းမင်းလေကြည့်ရတာဒီမှာလေး အပေါင်းသင်းမြင်တယ်နက်လေးတွေနက်စိတ်ဆက်တယ်ပေါ့နော်စိတ်ဆက်တယ်တကူဆိုရင်တုံ့ပြန်မှုကအယမ်းမြန်တယ်အဲ့တော့သူနဲ့ကိုယ်နဲ့ကြောင်နေတဲ့ကတော့ကစားမကြကတာဖြစ်တဲ့အနေထားမျိုးတွေ့ရတယ်ပေါ့နော်ဒီမှာအဲ့တော့ပြောမယ်ဆိုရင်တခါတလေသူကလေအချင်းနဲ့ပတ်သက်ပြီးမျှော်လင့်ချက်တွေအဲကိုယ်နဲ့ပတ်သက်ပြီးအယမ်းကြီးတော့မျှော်လင့်ထားတဲ့အနေထားပဲလက်ရှိမှာတိတ်မတွေ့သေးဘူးဒီမှာ hopeless romantic ဆိုတာလေအယမ်းကြီးတော့လေမျှော်လင့်ချက်ကြီးအပြည့်ဝထားတဲ့အနေထားမျိုးတော့မတွေ့သေးဘူးပေါ့နော်ဒီမှာတော့ကိုယ်တော့ချစ်တယ်ဒါပေမဲ့အယမ်းကြီးမျှော်လင့်ချက်အပြည့်ဝထားတဲ့အနေထားမျိုးမတွေ့ရသေးဘူးပေါ့နော် เราเอาแต่ประตูอันนี้เท่าเนาะเอาเป็นเหมือนแต้ประตูว่าเลยต่ปงะตูว่า အရင်လက်ရှိအနေထားမှာအရင်ကိုခဲလုတ်ကြရမျိုးတံမိုးထားတာတော့အရင်တော့တိတ်တော့မတွေ့ရသေးကိုဘက်ကတော့သူနဲ့ပတ်သက်တဲ့အရာတွေတံမိုးထားတာမျိုးတွေသူနဲ့ပတ်သက်တဲ့ information တွေကိုကလည်းသူဟိုကိုပေါ်ဟိုဟိုတခုခုဆုံးကိုပေါ်လှုပ်ဝက်မလားပေါ့ hiding လုပ်ထားမလားအဲပြောမှဆိုနောက်တစ်ခုကကြတော့ကိုကိုတို့ ကိုတစ္ဆာဘုံမှာစိုးရင်လည်းကိုကိုရဲ့စိုးရင်စိတ်နဲ့ကိုသူနဲ့ပတ်သက်တဲ့အရာတွေလိုက်ပြီးတော့မှထောင်လန်းရမျိုးဆိုတော့နည်းနည်းလေးတော့ကောလက်တလီတွေကလေးပို့လို့လည်းစေးစရော့ရှိရဲစစ်ပင်မမှုလေးရှိရ anxiety ရှိရနေသားမျိုးပေါ့နော်အတဖတ်လိုလိုထမကြည့်ဒီမကြည့် aggressive ပေါ့နော်ဒီမှာနည်းနည်းလေးတခုတစ်စုံလို့သူ့လာပြီးတော့မှလာပြီးတော့မဟုတ်မခံအရန်တွေ့ရဲပြောဆိုတယ်နည်းနည်းလေးတိတ်ပြီးတော့လေသူနဲ့ပတ်သက်တဲ့အရာတွေတိတ်ပြီးတင်အခန်းစလို့တိတ်ပြီးတော့အဆင်ပြေမြန်သားကြမှာနည်းနည်းလေးပြောမှဆိုရင် မကြခဏစကားများတာမကြခဏအဲပြောမဆိုရဖြစ်တာမျိုးပေါ့အဲအဲ့လိုမျိုးလေးတွေ့ရတယ်နောက်သားကြမှာလေအရင်ကြီးဟဲဒီဖြစ်တဲ့ဆိုတဲ့အနေထားတိတ်တော့မတွေ့ရဘူးပေါ့နော်ဒီမှာအဲ့သူ့ရဲ့မျောလင်းချက်ကကိုနဲ့ပတ်သက်ပြီးရှေ့သွားဖို့လက်ရှိအနေထားမှာအရင်ကြီးရောမတွေ့သေးဘူးပေါ့နော်ကော်လက်တစ်လေးတွေမှာနိကော်လက်တစ်ကော်လက်တစ်ကော်လက်တစ်လေးတွေနဲ့ပတ်သက်ပြီးတော့မှာနိအဲ့တော့ဖတ်ကြည့်မယ်နော်အဲ့တော့ဖတ်ပြီးတော့ကြည့်အောင်မယ်နော် အဲ့တော့တစ်ဖက်သူရဲ့ energy ကိုသိချင်ပါတယ်တစ်ဖက်သူရဲ့ energy တစ်ဖက်သူရဲ့ energy ကိုသိချင်ပါတယ်တစ်ဖက်သူရဲ့ energy ဘယ်လိုမျိုးလဲပေါ့နော်တစ်ဖက်သူရဲ့ energy သိချင်ပါတယ်တစ်ဖက်သူရဲ့ energy ရဲ့ဒီမှာဒီအပေါင်းအသင်းနဲ့မြင်တယ်ဆိုတဲ့အနေထားအပေါင်းအသင်းမြင်တယ်အဲ့အပေါင်းအသင်းနဲ့တော်တော်လာလေးရှိရဲဆိုတဲ့အနေထားမျိုးပေါ့နော်ဒီမှာကြည့်ရတစ်ဖက်သူကဒီမှာခဏလေးနော် ို့လို့ကလည်းမကြခဏခီးထွက်ပြီးသွားလိုက်လာလိုက်ဆိုတဲ့အနေအထားမျိုးတချို့လေးတွေ့ရတယ်နော်သွားလိုက်လာလိုက်ဆိုတဲ့အနေအထားမျိုးလို့နေရတယ်ပြီးတော့အဲပြောမယ်ဆိုရင်အပေါင်းသင်းမင်းနဲ့အပေါင်းသင်းတွေကသွားလာလာရှိရဲပြောပါနေရဲဆိုတဲ့အနေအထားလေးတွေ့ရတယ်နော်တစ်ခါတူအနေအထားမှာလေအဲ့တော့ပြောမယ်ဆိုရင်တင်းတဲ့ဒီပေါ့ ော sorry ဒီမှာဆိုရင်ပြောမယ်ဆိုရင် तू အလုပ်နဲ့ပတ်သက်ပြီးတော့ तू အောင်မြင်မှုရရှိတာမျိုးအလုပ်ကိုအလုပ်ကိုတော့ तू စူးစမ်းရတယ်အလုပ်နဲ့ပတ်သက်ပြီး तू အောင်မြင်မှုရရှိတဲ့အနေအထားမျိုးပေါ့နော် तू လုံနိုင်တယ်အဲ तू ဟိုအခက်အခဲတဲ့အလုပ်ဆိုလည်း तू လုံနိုင်တယ်ကြော်ထွားနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုလိုတဲ့အနေအထားမှာတွေ့ရတယ်နော် ိုက်စာတဲ့အဲ့တော့သူ့ဘေးနားမှာလဲလေပြောမယ်ဆိုရှင်အဲ့တော့တင်စိတ်မချအကြောင်းမှာလဲသူ့ဘေးနားမှာလဲတင်းနဲ့ရွယ်သူလေးတွေပေါ့နော်အလုပ်ပေါ်ခိုင်ပလေးရှိနေရဆိုအနေထားရှိအဲ့ဒါကြောင့်တော့တင်သူ့ကိုစိတ်မချရလဲဆိုတော့အနေထားတွေ့ရတယ်ပေါ့နော်ကြည့်ရတာတစ်ဖက်သူကလေနည်းနည်းလေးဟိုပါပေါ့နော်ဟိုသူ့ကိုချစ်တဲ့သူခင်သူတွေများရဲဆိုအနေထားပေါ့ဒီမှာကြည့်တစ်ဖက်သူကလေ ူအချစ်သူခင်သူများသဘောကျတဲ့သူတွေများတဲ့ဆိုအနေထားတွေ့ရတယ်ဗောနော်အဲ့တော့အဲ့ဒီအနေထားနေရာမှာကိုကသူ့ရဲ့အချစ်ကိုလက်ခံရရှိခဲ့တဲ့အနေထားဆိုလဲဟုတ်ကောင်းဟုတ်လိမ့်မယ်ဗောနော်အဲ့တော့ကြာသူ့ဘေးနားမှာလေဟိုဗောမျိုးသူပြည်အမျိုးသားပြည်ချစ်ခင်သူတွေပပလဲဝိုင်းငံနေတယ်ဆိုတဲ့အနေထားတွေ့ရတယ် collective ရဲ့တစ်ဖက်သူရဲ့အနေထားမှာလည်းသူပြောမှဆိုရင်သူကစမ်းပွင့်နေဆိုတဲ့အနေထားတစ်ဖက်သူကလည်းစမ်းပွင့်နေဆိုတဲ့အနေထားတွေ့ရတယ်နော်အဲ့တော့ တစ်ဖက်သူရဲ့ energy လေးသိချင်ပါတယ်။ဒီမှာဒီခီးသွွားတဲ့လုပ်ငန်းခီးသွွားတဲ့ခီးသွွားတဲ့အဲအဲချို့လေးအများစုကျမမြင်ရတယ်သူ့လုပ်ငန်းကလည်းခီးမကြခဏသွားရတယ်ထွက်ရတယ်ဆိုတဲ့အနေအထားမျိုးတွေးရတယ်ဗောနော်။ ဆိုရင်တင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူလည်းအများစဉ်းစားနေနေထားလို့ရှိရင်နော်တင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူဒီအနာဂတ် plan ပေါ့နော်ဒီခုနပြောတဲ့အနေထားအနေထားမှာသူအရင် careless အရင်ဤသူလေးကိုကိုယ့်ပေါ်မှာအရင်ဤအထွတ်စိတ်ဝင်စားမှုစိတ်စိတ်ဝင်ကိုကိုယ်သဘောကျတယ်ဆိုရင်မလည်းသူ့ရဲ့အနာဂတ်အတွက်အဲသူမစဉ်းစားရင်မတဖြည်းဖြည်းနဲ့ကိုယ့်ပေါ်မှာနည်းနည်းလေးသူချိန်ရင်အဲအနာဂတ်အတွက်စဉ်းစားမယ်ဆိုတဲ့အနေထားမျိုးတွေးလာမျိုးတခါတလေသူသူ့ရဲ့အထွတ်လေးမှာတော့ရှိရပါတော့အနာဂတ်ကိုတွားမယ်တွားမယ်ဘယ်လိုမျိုး ထပ်ပန်းကြမယ်ဆိုအနေထားမျိုးဒီဆုံးလဲ as available လဲသူစဉ်းစားရဆိုရအနေထားတွေ့ရတယ် quality လေးနဲ့ပတ်သက်ပြီးတော့မှာဗောနော်အဲ့တဲ့ edit ပေါ့အဲ့တော့ပြောမှာဆို तू ကလည်း तू 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 တချို့ရလေးနဲ့ပတ်သက်ပြီး तू ကိုလေ edit လုပ်တယ်ဆိုတော့လေ तू တချို့ရလေးနဲ့ပတ်သက်ပြီး तू ပတ်မှာ သူ့ဘက်မှာလေဟို quality လေးနဲ့ပတ်သက်ပြီးမကြိုက်တဲ့အရာလေးရှိကောင်းရှိလိမ့်မယ်ဒီရောက်တချို့အရာသူ against လုပ်ပေးမှာတချို့အရာကြသူပြုတ်ပြင်းတယ်သူ့ဘက်မှာပြုတ်ပြင်းတယ်ဆိုတဲ့အနေအထားလေးပေါ့နော်အဲ့တခါတည်းသူအပေါင်းသင်းများတယ်တွားတယ်လာတယ်အဲ့အရာကို quality လေးရဲ့မကြိုက်ဘူးသူ့ဘေးနားမှာပြုံးမဆိုရေဟိုသူ့ဘေးနားမှာရှိအလုပ်ခေါ်ကိုင်ဖတ်တွေကလည်းတင်နေရွယ်သူဆိုတဲ့ quality လေးနဲ့ရွယ်သူဆိုတဲ့အခါမျိုး quality လေးရဲ့နည်းနည်းလေးတဝန်တုံမှုလေးရှိရေပေါ့နော်အဲ့အခါမှာဆိုရင်သူနည်းနည်းလေးဒီလိုအနေအထားမျိုးတစ်ပြေးနဲ့ဟိုဟိုဒီ ဘောဘယ်လိုသင်တက်တဲ့အရာလေးနဲ့ရှောင်ရှားပြီးတော့မှအဲသွားတယ်ဆိုတဲ့အနေလုပ်တယ်ဆိုတဲ့အနေကသူဘက်ကနန်းနန်းလေးအရင်ထပ်မတူဘဲနဲ့တဖြည်းဖြည်းအရင်ကလိုမဟုတ်ဘူးအရင်တက်မအရင်တက်မထားလို့ရှိတာတဖြည်းဖြည်းသူဘက်ကပြင်ဆင်လာတယ်ဆိုတဲ့အနေထားတွေ့ရတယ်ဘောနော်ခေါ်တဲ့တင်လူတွေကိုလေအော်တဖြည်းသူသူ့ရဲ့ပုံစံလေးကလေကိုအရင်နဲ့မတူဘဲနဲ့တဖြည်းပြောင်းလဲလာတယ်ဆိုတဲ့အနေထားအဲ့တော့ပြောင်းလဲပြောင်းလဲပြောင်းလဲလာတဲ့အနေထားမှာဆိုကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲလာတာအရင်အရင်တက်မအရင် အလေးထားတာမျိုးတန်ဖိုးထားတာမျိုးအရင်မတွေ့ရအောင်ဒါပေမဲ့တဖြည်းဖြည်းနဲ့သူပြောင်းလဲလာတယ်တင့်ကိုပို့ပြီးတော့မှသူအာရုံစိုက်လာနိုင်တယ်ဆိုတဲ့အနေထားတွေ့ရတယ်နော် quality လေးကိုလေအော်ကျွန်မထပ်ကြည့်အောင်မယ် အဲ့တော့ပြောမှဆိုဒီမှာလည်းတွေ့ရတယ်မဟုတ်လားတစ်ဆင်ချင်းသူ့ရဲ့အချက်တွေကလည်းတင်းပေါ်ဟိုပေါ့အစိမ်ဝင်စားမှုတွေပုံပြီး attention ရောက်ရှိလာတဲ့အနေထားကို3ဖြစ်တစ်ဆင်ချင်းပေါ့ step by step ပေါ့နော် attention ရောက်ရှိလာတဲ့တင်းကိုသဘောကျရဲဆိုတဲ့အနေထားမျိုးတစ်ဖြစ်ဖြစ်နဲ့သူသူ့သူ့စိတ်ထဲမှာတိလာတာပေါ့သူသဘောကျတဲ့အနေထားသူခံကိုပြီးတော့ခံစားမိရတယ်ဆိုတဲ့အနေထားတွေ့ရတယ်ပေါ့နော် quality တွေကိုလေအဲ့တော့သူ့အနေထားအဲ့တော့ quality တွေတစ်ခါသူ့ရဲ့ energy သူ့ရှင်းပါတယ် အော်ပြောမယ်ဆိုတပတ်သူကလေးဟိုအလုံးငဲနေများနေအလုံးများတယ်အလုံးကိုအာရုံစိုက်တဲ့အဲပြောမယ်ဆိုအလုံးကိုအာရုံစိုက်မှုတော့ပုံများတယ်နော်သူ့ရဲ့ဒီတနေ့စာအလုံးမှာဆိုတော့သူအလုံးနဲ့အလုံးမှာအရင်လုံးမများတယ်အလုံးတွေရှုပ်နေရပြီပေါ့နော်အဲအလုံးတွေထားနေတွေ့ရတယ်ကော်လက်တီဗီတပတ်သူမှာဆိုရင်လေ တော့အလုပ်လဲစူးစမ်းရတယ်။ဒီအလုပ်မှာလည်းသူအောင်မြင်မှုရရှိရတချို့ဒီသူလုတ်ကန်ခဲ့တဲ့သူပြောမယ်ဆိုရင်သူလက်ကန်လုတ်ကန်ခဲ့တဲ့သူအလုပ်မှာဆိုရင်သူအောင်မြင်မှုရရှိရသူအခက်ခဲရှိရသူကြော်ဖြတ်နိုင်တယ်ဆိုတော့အနေထားမျိုးတစ်ဖက်သူမှာတွေ့နေရတယ်နော်။အဲ့တော့ဒီမှာရှိတစ်ဖက်သူကတစ်ဖက်သူကအမျိုးသားအဖြစ်အမျိုးသမီးဖြစ်ဖြစ်တော့ဟာကိုဟိုပြောမျိုးလဲစမတ်ကြကြလေးနဲ့နေတဲ့လူပေါ့နော်။ကိုကိုစမတ်ကြကြလေးနဲ့ကိုကိုဟိုပြင်စင်လေးနဲ့ မင်းတက်တဲ့သူလေးဆိုတာတွေ့နေရတယ်အဲ့တော့ကြည်ရတစ်ဖက်သူလေးမှာအမျိုးသားဆိုလဲအဲကြည်ကောင်းရှိကောင်းနေပေါ့နော်ကြည်ကောင်းအမျိုးသမီးဆိုလဲကြည်ကောင်းရှိကောင်းနေဆိုအနေထားမှာပါဝင်နေရပေါ့နော် quality လေးတစ်ဖက်သူမှာလေအဲ60%လောက်ကပေါ့နော်ဟုတ်သူအပြင်းနဲ့သူပုံစံလေးပြောင်းလဲလာတယ်ဒီမှာစီ challenge ဝင်လာဒီမှာတော့သူတချို့ရလေသူဟိုသူလုပ်ငန်းဆောင်လာတဲ့ပတ်သက်ပြီးတော့သူကောင်းမွန်လေအောင်မြင်စွာသူကျိုးပန်းနဲ့လှုပ်ဆောင်တယ်အောင်မြင်မှုတွေသူရရှိရယ်အလုံးနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေသူမှာစရိုက်ရရှိရယ် အဆင်ပြေရေပေါ့နော်ပြောရဆိုသူလို့တုံးဆောင်ကြတဲ့ကအောင်မြင်လာတယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်။တစ်ဖက်သူတွေထားလာတင်းနဲ့ပတ်သက်တဲ့ပြီးမှအရင်ကအရင်တင်းနဲ့ကြားမှာခဏခဏမကြအရင်ကအစနဲ့တင်းနဲ့တွေ့ခင်အဲတွေ့ခါစနည်းနည်းကြာသွားတဲ့အခါနည်းနည်းလေးတလားနှစ်လားကြာမှဆိုနည်းနည်းမြောက်သားမှာနည်းနည်းလေးဟိုလိုမျိုးလဲအဲဟိုဘလိုမျိုးပလေနည်းနည်းစကားများအရင်ဖြစ်တာပြိပခါလေးဖြစ်တာမျိုးအနေထားမျိုးဟိုသူမကြိုက်တဲ့အရာအရာကိုအခန်းဆုံးတဲ့ခါမှာလည်းနည်းနည်းသူသူ့ရဲ့ဘလိုမျိုးလဲ သူရဲ့သူသူရဲ့တုတ်ပြန်မှုရဲ့လက်သူကိုယ်နဲ့လေး တော့ပြန်မှုနဲ့တခြားမှာကိုနဲ့ရံများခဲ့တာမျိုးရှိအောင်ရှိရတယ်။ဒါတဖြည်းသူဒီအရာတွေသူကိုပေါ့အတန်းချင်းကိုရှိလာတယ်ကိုသဘောကျလာတယ်ဇင်းထဲမှာသူကိုကိုသူကကိုစိတ်ထဲမှာရောနေရာယူတဲ့အခါပြောမှဆိုကိုလက်တလီရဲ့ရသူ့ရဲ့ဇင်းထဲမှာနေရာယူလာတဲ့အခါမှာじゃတဖြည်းသူကိုသူပြောင်းလဲလာတာမျိုးအလုတ်ကနေနေသူစူးစမ်းရတဲ့အနေအထားမျိုးတွေတွေ့နေရတယ်ဗောနော်အဲ့တော့အရင်ကတော့သူအရင်အပြောင်းလဲမရှိဘူးဒါပေမဲ့တဖြည်းနောက်ပိုင်းမှာသင်းနဲ့ပတ်သက်ပြီးတော့မှအပြောင်းလဲမှုလေးရှိလာတဲ့အနေအထားမျိုးတွေ့နေရတယ်နော် ဟုတ်အလုပ်တွေလည်းစူးစမ်းလာတာမျိုးပေါ့အရင်ကတည်းကအလုပ်တွေစူးစမ်းလာတာမျိုးဟောတင့်ုံနေရာပေးရမျိုးပေါ့နော်တင့်ုံတစ်ခွေးနဲ့တင့်ုံနေရာပေးလာတယ်ဒီမှာနေရာတစ်ခုပေးလာတယ်သူ့အရင်ကမှအဲဟိုအရင်ကမတူဘူးလားတင့်ုံအတွက်နေရာတစ်နေရာချန်ထားတယ်နေရာတစ်ခုတင့်ွက်ရှိနေရဲ့သူ့အရင်ကမှဆိုရင်အနေထားတွေ့နေရတယ်ပေါ့နော် collective တွေနဲ့ပေါ့နော် collective တွေတွေ့ပေါ့နော်အဲ့တော့ကျွန်မတို့ကအဲ့ဒါကြီးထက်ကြည့်အောင်မနော်ကျွန်တော်ည80ပါးလေးဖြစ်ဖို့ရှိတယ်ဆိုတော့ ကဲဖြစ်ပါအဲ့တဖြည်းနဲ့ကိုယ့်ဘောဘူးဆိုင်မှုတွေလည်းရှိလာတဲ့အနေထားပေါ့ဒါပေမဲ့တင်ရတော့သူနဲ့ပတ်သက်တဲ့အရာလေးနည်းနည်းစောင့်ဟိုကွာလတီတွေကသူနဲ့ပတ်သက်တဲ့အရာလေးကိုပေါ့နော်ဟိုလုံးနေကြတိုင်းအဲ့ဟိုပေါ့သူဘာလုံးနေတဲ့ဒီချင်းဘာပဲသွားနေလဲအဲညဟိုဘယ်လိုဘယ်လိုမျိုးလဲသူနဲ့ပတ်သက်တဲ့အကြောင်းအရာတင်ကလိုက်ပြီးတော့မှစုံစမ်းနေလို့ပေါ့နော်တိတ်ပြီးတော့စိတ်မဟိုသူနဲ့ပတ်သက်ပြီးတော့တိတ်ပြီးအရင်ကြီးမှုပြေဝမရှိသေးဘူးဆိုတဲ့အနေထားတော့စုံစမ်းကိုလုံးနေကြတယ်နဲ့ကိုလည်းစုံစမ်းနေတာလို့သူဘာလုံးလဲဆိုတာကိုလိုက်ပြီးတော့မှအဲဘယ်လိုမျိုးလဲ ဟိုကဆရာခံကောက်ပြီးလိုက်တာမျိုးပါအဲ့လိုမျိုးလေးတော့ရှိရဲ့ collection တွေရာလေအော်တကယ်ပဲတင့်ပေါ်တကယ်ချစ်တယ်ပေါ့နော်အရင်ကလိုတင့်ပေါ်ပြပြမဟုတ်တော့ဘယ်နဲ့တဖြည်းနဲ့ကို့ပေါ်လေးနက်မှုထားလာတဲ့အနေထားမျိုးလေးသူ့မှာကြောင်းလဲလာရဲဆိုရအရာကိုတွေ့နေရတယ်အိုးတေချာတာပေါ့တင်ပါကြည့်ဒီမှာကြည့်တယ်လားဗောနော်အော်ပြောမယ်ဆိုဒီမှာကလေးတစ်ခုကလေးတစ်ခုကိုမတစ်ခုတင့်ကိုပေးထားကောင်းပေးထားလိမ့်မယ်ဒီအရာကိုသူတီးဖို့လဲကြိုးစားတယ်သူတီးမယ်ဆိုရင်အနေထားတွေးရတယ်နော် collective လေးကိုလေ ်တစ်ခါသူကမဆိုးပါဘူးအဲ့တော့သူပြင်းပြင်းနဲ့ဘောနော်ဒီမှာဒီနှစ်ယောက်သားသဘောကျနေဆိုရင်ထားဒီမှာအော်ကိုကိုဘောသဘောကျမှုလေးသူပြင်းပြင်းနဲ့ကိုရဲ့ဒီပြောမဆိုကိုဘက်ကလည်းသူနဲ့ပတ်သက်တဲ့အရာကိုတန်မိုးထားတယ်ဒီမှာကြည့်တယ်လက်ဆုပ်တော့ဘောအကိုဘက်ကလည်းသူနဲ့ပတ်သက်တဲ့အရာအရာမှတမက်ကိုတန်မိုးထားတယ်တန်မိုးထားဆက်ဆံလဲအရေးပေးရဟာမှာကိုတက်အဲ့တော့ကိုနပတ်သက်ပြီးတော့ပြန်လဲကိုကိုကပြန်ပြီးတော့မှ refreshing ကိုကိုပေါ်ပြန်ပြီးတော့မှ ဟိုပေါ့ယူဆက်မှုလေးချင်းချင်းပြတာတရားတွေအလေးပေးမှုတွေတခုနဲ့အရင်နဲ့မတူဘဲနဲ့ပို့ပြီးတော့မှကိုခဲလောက်လာတဲ့အနေထားအလေးပေးလာတဲ့နေရာပေးလာတဲ့ဆိုတဲ့အနေထားကိုတွေ့ရတယ်နော်ကော်လက်တီဗီတွေကိုလေအော်အော်အကွက်လေးအနေနဲ့ဆက်ကြည့်ပါဦးမယ်အပေါ်လက်တည်းတစ်ဖက်လူရဲ့အနေနဲ့ဒီမှာတော့ဒီတနုံးကသဘောကျတယ်ဆိုတဲ့အနေထားနဲ့အဲဂရီတို့ပုံတစ်ခုသူ့ပကံနေကိုပို့ပေးတဲ့အနေထားမျိုးတွေ့ရတယ်နော်ကော်လက်တီဗီတွေကိုလေ တော့တင်းနဲ့သူနဲ့ကြာမှာစဉ်းစားမှုလေးရှိရဆိုအနေထားမျိုး first kit ပေါ့နော်စဉ်းစားမှုလေးရှိရဆိုအနေထားမျိုးတွေတွေ့နေရပါတယ်အတမထက်ကြည့်ပေးပါအောင်မယ် collective ရဲ့တစ်ဖက်သူနဲ့တစ်ဖက်ဘလိုရှိသေးလဲပေါ့နော်အဲ့တော့တစ်ဖက်သူကအလုပ်ကိုတခြားလေးလုပ်တယ်အဲပြောမှဆိုသူ့ရဲ့အလုပ်ဆောင်တာမှာဆိုတကူပေါ့ the house ပေါ့နော်တခြားလေးကိုသူတတိကြလေးနဲ့ဆောင်ရွက်တယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်အလုပ်ငန်းဆောင်တာမှာကြည့်ရတာတစ်ဖက်သူကကိုယ်နဲ့ရှင်းမယ်ဆိုသူတကယ်တခုရရှိနေဆိုတဲ့အနေထားပေါ့နော်အဲ့လိုအနေထားတွေ့ရပါတယ်နော် ွေးတာအဲ့တော့ကိုလက်တင်တဲ့တစ်ဖက်သူရဲ့ energy တို့ဒီမှာထက်ကြည့်ဦးမယ်နော် ော်တစ်ဖက်သူရဲ့ energy ကြည့်အောင်မယ်ဆိုတော့အဲ့တော့တစ်ဖက်သူကအမြဲအလုပ်တွေရှုပ်နေရဆိုတဲ့အနေထားတဲ့တော့အချိန်ပေးဖြစ်တယ်ဒါပေမဲ့သူအလုပ်တွေအလုပ်ကိုအများကြီးပြက်သူစောင့်ရွက်နေရဆိုတဲ့အနေထားလှုပ်လှုပ်နေရအလုပ်စူးစမ်းနေရဆိုတဲ့အနေထားတွေ့ရတယ်เนาะအဲ့တော့အဲ့တော့ collective တဲ့ဖက်သူရဲ့ energy ကိုသိချင်ပါတယ်အဲ့တော့တင်းတို့မြောက်ပါလေရှေ့ဆက်ဖြစ်မလဲပေါ့เนาะအဲ့တော့ collective တဲ့ဖက်သူနဲ့ပါလေရှေ့ဆက်ဖြစ်မလဲဆိုတာသိချင်ပါတယ် ါလေးဆက်ဆက်ဖြစ်ပေါ်ရှိတယ်ဆိုတော့ကြင်ပါတယ်တော့တဖက်သွင်းတဲ့ဘာလေးရှေ့ဆက်ဖြစ်ပေါ်တယ်ဆိုတော့ကြင်ပါတယ်ပရိုဂျူဆာတဲ့အဲ့တော့ဒီကောင်မလေးဟောပြောမယ်ဆိုရင် तू ကလည်းနောက်ပိုင်းတင့်ဟောပေါ့နော်ဒီအလုပ်လုပ်ဝင်မယ်တင့်ရဲ့အကြောင်းအရာတွေကို तू နည်းနည်း ဒီယူဆိုင်လာတယ်တင့်အကြောင်းအရာတွေလည်းနည်းနည်းသူ့ရဲ့တင့်ဝင်နည်းနည်းလေးကိုကွန်ထရိုးလ်နည်းနည်းကွန်ထရိုးလ်လုပ်ချင်လာဆိုအနေထားတွေ့ရတယ်နော်တဖြည်းဖြည်းနဲ့သူ့သူ့ရဲ့အနေထားမှာလေကိုယ်လေတော့တင်းနေကြပါလေဆက်ဖြစ်ကြမှာတကြပါလေကူပီတေးရှင်းနဲ့ကူပီတေးရှင်းကျမထက်ကြည့်ဦးမလားကျမနှစ်ကလောက်ထက်ဆက်လိုက်အောင်အဲ့တော့တစ်ခါမှတင်းနေကြပါလေဆက်ဖြစ်လာလို့ရှိတယ်တကြပါလေ ဖက်သူနဲ့တင်နေကြပါလေဆက်ဖြစ်လာဖို့ဖြစ်နေတခြင်းဟာအဲ့တော့တစ်ဖက်သူအနေနဲ့မှာနည်းနည်းလုံးနဲ့ပတ်သက်ပြီးတော့မှဟော competition တွေအပြိုင်ဆိုင်တွေရှိရဲ့ဒီညာနဲ့ပတ်သက်ပြီးနည်းနည်းစိတ်ရှုပ်ရတယ်ဆိုတဲ့အနေထားလေးပေါ့နော်စိတ်ရှုပ်ရနေရဆိုတဲ့တစ်ဖက်သူမှာဆိုတော့နည်းနည်းပြောမလို့ခေါင်းလေးကင်ထားတယ်ခေါင်းကိုကြိုက်တယ်ဆိုတဲ့အနေထားမှာဆိုတော့သူဘယ်လိုပြောရမလဲ ဟိုဘောနော်ဒီအခြေအနေပတ်သက်ပြီးတော့အဲ sorry သူအလုံးနဲ့ပတ်သက်ပြီးတော့မနက် pressure ကြီးများနေတဲ့တစ်ဖက်သူမှလေမရှိသူ pressure ကြီးများနေတဲ့အနေအထားတော့သူလည်းပင်ပန်းနေတဲ့အနေအထားလို့ဆိုရှိရေဘောနော်သူအလုံးနဲ့ပတ်သက်ပြီးပင်ပန်းခဲ့တဲ့အရာတွေသူရှိရေဘောနော်ကျွန်မထက်ချင်ဦးမတော်ညဘာလဲဆက်ဖြစ်ဖို့ရှိလဲသိချင်ပါလေခေါ်လိုက်တဲ့တစ်ဖက်သူနဲ့ဘောနော်ဟိုးဒီမှာ butterfly เนาะအဲ့တော့ညောင်သားမှာဟိုရှစ်ဆက်ပြီးတော့ပျော်ရွှင်လေးနဲ့တော့ဖို့ရှိတယ်ဒါပေမဲ့တင်သူနဲ့ပတ်သက်တဲ့ဟိုတစ်ခါချင်းတင်နဲ့သူနဲ့ချက်မှာလည်းလည်းဟိုဘောသူ့ဘက်ကဟိုကိုယ်ကိုလာပြီးဟို စိတ်မရှိတဲ့အနေထားစိတ်မရှိတဲ့အခါကျရင်သူ့ရဲ့ဟိုအလုံးနဲ့ပတ်သက်တဲ့ pressure ကကိုယ့်ရှိရောက်ပြီးတော့မှလည်းစိတ်မရှိတဲ့နေရာဆက်ဆံမှုလေးတွေသူ့ချိန်မှသူ့ချိန်နာနေမယ်အဲ့ဒီဟာလေးတမကြခဏဒီမှာလည်းဒီလိုအမှုအမှုရလေးသူ့ရဲ့ခံစားကြတော့လေညောင်တော့နည်းနည်းဟိုစကားအပြောဆိုမှလည်းအဆင်ပြေတာတစ်ခါတည်းဖြစ်ကောင်းဖြစ်နေမှာဒါပေမဲ့ဟိုကတင့်ဝင်တကယ်သူသဘောကျတယ်မကြည့် butterfly ဆိုတာလေးတကယ်ပြောမဆိုတင်းတဲ့ဒီပျော်ရွှင်တဲ့ life လေးသူဖြတ်တန်းသွားခြင်းနဲ့ဆိုတဲ့အနေထားပျော်ရွှင်နဲ့သွားခြင်းနဲ့ဟိုကိုယ်လေးဟိုဘယ်လိုလဲ တမိုးထားတယ်တဖေးနဲ့တမိုးထားလာတယ်ဆိုအနေထားတွေ့ရတယ်ပေါ့နော်ကိုလည်းတူလေးကြီးကိုလေဒီမှာကြည့်အောင်နှစ်ယောက်သားကဒီမှာကြည့်အနှစ်ယောက်သားကလေစကနန်မှုပြောတာတော့တခါကျရင်အတွေးမသူအမြင်မသူတာမျိုးလေးနဲ့နှစ်ယောက်သားချမ်းမှာလေပရိပခလေးနဲ့စကားများတဲ့အနေထားမျိုးတွေ့ရတယ်နော်ဒီမှာကြည့်တော့2 1 1 2ရမီတာဆိုတော့လေဒီမှာကြည့်အဲ့တော့နှစ်ယောက်သားချမ်းမှာနှစ်လေးဟိုစကားလေးအပြိုင်ပဲဟိုဟိုပေါ့ဟို ကြိုက်မတူတာမျိုးအမြင်မတူတာမျိုးမှာတခါစကားလူစကားရေးလူပြောပြီးတော့မှလည်းအနိုင်ပြောနေကြနှောက်သားကြမှာအဲ့လိုအနေထားမျိုးရှိရဲ့အော်ကြည့်ရတာ collective လေးတစ်ဖက်သူ collective နဲ့နည်းနည်းလေးအတိုက်အယွန်နဲ့ငယ်ကြည့်ရနေတာတွေ့ရတယ်နော် collective လေးတစ်ဖက်သူကအဲ့တော့နှောက်သားကြမှာအဲ့လိုအနေထားမျိုးလေးနဲ့တွားပဲအနေထားရှိရဲ့တင်ဟောပြောမှဆိုရင်ဟိုဟောဖြစ်တယ်ဆိုတဲ့အနေထားဟောပြောပြရွှင်နဲ့တင်းနဲ့ live ကိုဖြစ်တဲ့တွားမယ်ဆိုတဲ့အနေထားသူ့အမှာတွေ့ရတယ်အနှောက်သားကြမှာတော့နည်းနည်းလေးဒီမှာအမူအရာလေးရတော့ ။ဘာကြခဏစကားနိုင်လို့ပြောတာလို့စကားလို့ပြောတာလို့အဲ့တော့သူနဲ့ကိုနဲ့ကြာတာခါကလေးအတွေ့မသူအမြင်မသူတာလေးတွေဟိုပြုလို့ရှိသဘောသားပွဲလဲအရာလေးတွေကိုချိခေရှိရမရှိရအဲ့တော့မကြခဏကိုသူနဲ့ကိုနဲ့ကြာမှာစိတ်ဆိုးစိတ်ကောက်ဖြစ်တာမျိုးတွေလည်းတွေ့ရတယ်ဗောနော်အဲ့ဒီလိုအနေထားတွေစကားရေလူရင်းနေဗောနော်စကားလို့ပြောရင်းနဲ့အငင်းတွေပွားရင်းနဲ့ဗောအဲ့လိုမျိုးအနေထားတွေတွေ့ရတယ်ဗောနော်အိုး င်းတော့ rinse the earth ဒီမှာဒီလိုမျိုးအချစ်ပေါ့နော်သူပြောမယ်ဆိုရင်ချစ်ချင်းပြတာတွေကတဲ့သူဖြစ်ဖြစ်နဲ့ဟိုဘောလေးနဲ့ဆိုရတယ်တစ်ပေါ်ချစ်လာမယ်ဆိုတဲ့အနေထားတွေ့ရတယ်နော်တစ်ဖက်သူအနေထားမှာလေအဲ့တော့တွေ့ရတယ်အဲ့တော့ကျမဒီတစ်ခါလေးဆွဲပြီးတော့မှကျမအဲ quality ဗီဒီယိုလေးကိုအဆုံးသတ်ပါမယ်အော် quality နဲ့တစ်ဖက်တော့တင်းနေပါလေ၈၀ဖြစ်ဖို့ရှိလေတွေ့ကြည့်ပြင်ချင်ပါတယ်။ပါလေ၈၀ဖြစ်ဖို့ရှိတယ်ဒီကိချင်းချေရအော်အပြမဆိုရင်ညောင်သားကျမ်းပါလေပေါ့ ခုနပြောတဲ့အငင်းမွားတာလေးတွေမကြခဏပြိပခစကားများတာရှိပေမဲ့လည်းညသားကြအေးအေးချမ်းတဲ့လေး live ကိုဖြတ်သန်းသွားဖို့အနာဂတ်မှာတွေ့နေရတယ်ဗောနော်အဲ့တော့အဲဒီဒီအရာအကောင်းဆုံးခြုံငုံကြည့်မယ်ဆိုရင်တော့အဲပထမတင်တဲ့တင်တဲ့တွဲကစားနေတာမှာသူအတင်သူကကိုဗောနော်အလေးမထားတာမျိုးဟိုပြပြပြဘလိုမျိုးလဲအရင်ကြီးဟို main slide ထိသွားဖို့တွေဒီအနေထားတွေသူမရှိသေးဘူးပဲအစင်အဲသွဲဖို့ဆိုတဲ့အစမ်းသားပဲသူဒီဘက်မှာရှိရဲ့အနေထားမျိုး ဘာဖြစ်ဖြစ်ပေါ့နော်အဲ့လိုအနေထားမျိုးကနေပဲတဖြည်းဖြည်းနဲ့တင့်ဖို့သဘောကျလာတယ်တင်းဘယ်လိုမျိုးလဲတင်းကသူ့ကိုလေးစားစားချစ်တယ်တန်မိုးထားတယ်ဆိုတော့အရာသူတဖြည်းဖြည်းနဲ့တည်ကြတဲ့အခါမှာကိုကသူ့ကကိုပြန်ပြီးတော့မှပြန်ပြီးတော့မှအဲကိုလည်းတင်းတွေတစ်ဖက်သူကပြန်ပြီးတော့မှလေသဘောတွေကျလာပြီးတော့မှလေသူ့သူ့ရဲ့ဒီပြောမှဆိုရင်သူ့ရဲ့ရင်ထဲမှာကိုတက်တဲ့နေရာလေးထားပေးပြီးတော့မှကိုကိုအလေးထားတန်မိုးထား တမိုးထားလာတယ်ဆိုတော့ refraction လေး quality လေးပြင်ရရှိတယ်သူ့ဘက်ကနေပြောပါဘောနော်ကိုကပြောမှဆိုကိုကလည်းသူ့နဲ့ပတ်သက်တဲ့အရာလို့အမြဲတမ်းစူးစမ်းထောက်လန်းနေရမျိုးပေါ့အမြဲတမ်းလုပ်တယ်ကိုကတစ္ဆာပေါ်မှာလည်းကြောက်တယ်ဆိုအနေထားတွေ့ရတယ် quality လေးကြားလေးအဲ့ခါမှာသူကတော့ဒီမှာအနေထားမှာဆိုသူအလုပ်တွေနဲ့အလုပ်ရှုပ်နေရတယ်အလုပ်နဲ့ပတ်သက်ပြီးတော့မှ attention နေရှိရဲတစ်ခါတလေကိုကအဲအလုပ်နဲ့ပတ်သက်ပြီးစိတ်မရှိမှုတွေနဲ့ပြောဆိုမှုတွေရှိရဲအဲ့ခါမှာကိုနည်းနည်းလေးစိတ်ညစ်ရဲဟိုနည်းနည်းလေးဝမ်းနေရတယ်စိတ်ညစ်ရတယ်မျိုးတွေ့ရတယ်ပေါ့နော်နှစ်ယောက်သားကြမှာအနေထားလေးတွေ့ရတယ်ဒါပေမဲ့အနာကတ်မှာတင်းလို့မရအောင်သူ့ဘက်ကကိုတင်းဟို ံပေါ့နော်အေဂျင့်လေးနဲ့ဖြတ်သန်းသွားဖို့ရှိတယ်ပြီးတော့ရှင်နဲ့တွားဖို့ရှိရယ်ဆိုရယ်အနေထားကိုသူ့ဘက်သူ့ဘက်ကတွေ့ရတယ်ပေါ့နော်အဲ့တော့အစာပိုင်းလေးမှာသူတို့နှစ်ယောက်ကဟို energy အရင်ကြီးအကောင်းကြီးမတူဘူးဒါပေမဲ့တဖြည်းဖြည်းနောက်ပိုင်းမှာကိုယ့်ကိုကောင်းလာတဲ့အနေထားအဆင်ပြေလာမှုအဆင်ပြေမှုလေးရဲ့အနေထားနဲ့ဖြတ်သန်းသွားမယ်ဆိုတာကိုတွေ့ရတယ်နော် quality လေးအဲ့တော့ဒီနေ့မှာတစ်ဖက်သူရဲ့တစ်ဖက်သူရဲ့ကိုယ်ပေါ်ထားခဲ့တဲ့ energy ရဲ့ဘာလဲပေါ့နော်ဒီ တနက်ကိုလည်းဘာလို့80ပြီမှာဆိုတာကတော့ဒီလောက်ပါပဲเนาะကော်လက်တလေးဒီလူမျိုးဒီလူမျိုးကိုလည်းကော်လက်တလေးရကျင်းနေမှာလို့ပြောနေပါတယ်เนาะအဲ့တော့နောက်ဗီဒီယိုမှာတွေ့ကြမယ်เนาะအားလုံးကြမှာချမ်းသာပါစေရှင်